ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူ account တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအချင်းကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပေးသများအားလုံးပဲမင်္ဂလာပါအခုအစီအစဉ်မှာတော့ကျွန်တော်တို့ UFC 317ရဲ့ခေါင်းပွဲဖြစ်တဲ့ Topuria နဲ့ Charles Oliveira ရဲ့ပွဲစဉ်အကြောင်းကိုကျွန်တော်စီတူနဲ့အတူစံနယ်ဝင်ငင်းချန်ကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအခုမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးဟုတ်ကဲ့ကိုဒါအခုခက်မှန်းခဲ့တဲ့အတိုင်းပဲ Topuria ကနိုင်ရှူသွားခဲ့တယ်ပေါ့နော်ကိုဒီရာကတော့ကျွန်တော်တို့တော်တော်များအားလုံးကလည်းဒီပွဲကို finish ဖြစ်လာမယ်ဆိုပြီးခံမှန်းထားကြတယ်ပေါ့နော် finish ပွဲဖြစ်လာမယ်လို့ခံမှန်းထားကြတယ်။ဒါပေမဲ့ထင်ထားတဲ့ finish ကတော်တော်လေးဆော့သွားခဲ့တယ်ပေါ့နော်။တိုဘူရီယာပြတ်သားသွားတဲ့ power ကတော်တော်လေးကိုကြောက်ဖို့ကောင်းတယ်။ Shaw Oliveira ကဆာရူကီယန်နဲ့တော့ကဒါဘာပဲပြောဒီ၃ချီလောက်ထိကျွန်တော်တို့အချိန်နဲ့မြင်ခဲ့ရပါပဲ။ဒီပွဲမှာတော့ဒါပထမတစ်ချီနဲ့ပွဲကပြီးသွားခဲ့တယ်ပေါ့နော်အခု။ဒီပွဲနဲ့ပတ်သက်တဲ့အမြင်လေးကိုကိုစတင်ပြီးတော့အသုံးသပ်ပေးပါအောင်ခင်ဗျာ။အော်ဂျိုဂျာဗန်ဘွေမှာအမြင့်ဆုံးဖိကိုရောက်သွားတာကိုစိတ်ခံစားမှုဟာ အပွဲကောင်းတပွဲအပွဲအကြီးအသွေးရောကိုယ်စိတ်ကံလာမှုရောအမြင်ဆုံးရောတော့အပွဲကိုကြည့်ရတော့အော်တော်တော်လေးတော့အာရော့သွားတယ်ဗောနော်တော်အာရော့သွားတယ်ပြီးတော့တော်တော်မမြမတတဖက်သက်အဲ့လိုပွဲမျိုးဖြစ်သွားတယ်ပွဲကအဲ့အောက်ခေါင်းစဉ်အောက်ကိုလွယ်လွယ်လေးရောက်သွားတယ်တော်ပိုရီးယားကပွဲမတိုင်ခံရလဲပြောတယ်သူကဒီ mess martial art ရဲ့ MMA ရဲ့ next generation ပဲ next generation ကိုကိုးစားပြုမဲ့သူ အေး तू ပြောထားတယ် तू အဲ့ဒီဟာကို तू ထပ်ပြီးတော့ဟိုဟုတ်တာမဟုတ်တာထား तू သူ့စကားကိုညင်အောင် तू တက်တည်ပြသွားတယ်ပြီးတော့ပွဲပြီးတော့ तू ပြောတယ်ဒီအော် shelf ဘာလောက်လာမလဲဘာ plan တွေထထားတယ်လဲဆိုတာကျွန်တော်အတိအကျသိတယ်အ jump တွေအများကြီးလာမယ်ဆိုတော့ဟို daddy ဟာကိုကြိုသိထားတယ်ဆိုတော့ तू မလောက်မလဲဆိုတော့ तू လော်လေးလေးသိတယ်ဆိုတော့ဆိုတော့ထုံးစံအတိုင်းပဲပေါ့ဒီတကယ်လဲကောင်းတယ် ဟိုနိုင်ဘွဲကလည်းတွေ့တယ်ပြီးတော့စစ်ကြိုက်လေတိုက်သွားတယ်ပေါ့ဘွဲကတော့ဒါတော့ဒီတော့စပြောရမှာပေါ့ဟုတ်ကဲ့ကိုအဒီတိုပူရီယာကိုကျွန်တော်တို့တွေ့ရတာပေါ့နော်ယုံကြည်မှုအရန်မြင့်မာလေပေါ့နော်လောက100%အပြည့်အပြည့်ကိုသူ့ကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပြီးတော့ဒီပွဲပြီးမှလည်းကျွန်တော်ဟိုဒီဒီဂျိုးရိုဂန်တို့ပြောသွားတယ်ပေါ့နော်သူ့ရဲ့ယုံကြည်မှုကြီးအကြောက်စရာကြီးလို့ဆိုပြီးတော့ပြောတယ်အဲ့တော့အဲ့ဒီအချက်ကိုလည်းကျွန်တော်လုံးဝ ဟိုပေါ်ပေါ်ပေါ်လွန်လွန်ထင်ထင်ရှားရှားဟိုမြင်တွေ့နေရတယ်ပေါ့နော်။သူကဘာဖြစ်လို့အလောက်တော်အယုံကြည်မှုဟိုစိတ်ပိုင်းဆိုင်ရာအရာမြင်မာနေပြီးတော့ဒီကျုပ်ပိုင်းဆိုင်ရာလည်းအဲဒီစိတ်ပိုင်းနဲ့ထပ်တူကြတယ်ဆွမ်းဆောင်ရေကိုဟိုပြသနေနိုင်တယ်လို့ဟိုသုံးသပ်ခြင်းနဲ့ခင်ဗျ။အဲနံပါတ်1ကတော့အားကစားရဲ့အခြေခံအကြဆုံးဒီ psychological advantages ကတော့နိုင်ဝဲဆက်ခြင်းကနေလာတာပဲ။ဆိုတော့ तू ကဒီ winning culture တဲ့ကိုသူရောက်သွားပြီ winning habit ကိုတည်ဆောက်နိုင်သွားပြီဆိုတော့အခြေမှာတော့ဒီလိုအမြင့်ဆုံး ဆိုတော့ဒီယုံကြည်မှုတွေရလာတာပဲအဲ့ဒီမှာမှဒီတချို့ကစားသမားတွေကကြတော့အဲသူ type တွေမတူတော့ဘူးဗောလေအဲ့မှာကျွန်တော် personality ပါလာပြီးတော့ကစားသမားတွေကတော့အခုမှ phantom ကြတော့ဆိုတော့အခုနောက်ချောင်းနိုင်ဝဲတွေဆက်နေတယ် Joshua Van နိုင်ဝဲဆက်နေတယ်အဲသူတို့ရဲ့ type ကတမျိုးဗော Toporia ကတော့သူပြောမှဆို corner ဘက်ကိုလည်းတွားတယ်ပဲပြောရမှာဗောလေအဲတွားတဲ့အခါကျတော့ပွဲကလည်းတကယ်စူတယ်အဲ့တော့ပွဲစူတဲ့သူတွေကငွေလည်းမင်းမင်းမင်းရရတယ်လေနောက်တစ်ခုကသူ့ရဲ့ဥမာကိုဘယ်လိုကောင်းမလဲ အခု celebrity life ကိုသူရှောက်လန်းနေရလေဒီဘောလုံးသင်းတွေ Real Madrid Barcelona အဲဆိုတော့ဒီအရာတွေသူပြီးတော့တခြားပွဲတွေသွားကြည့်နေဆိုတော့သူက branding တစ်ခုတည်ဆောက်နေတာအော် brand တစ်ခုတည်ဆောက်တဲ့အခါကြာရင်အဲ့ဒီတည်ဆောက်တဲ့ brand နဲ့လိုင်ယွန်ကြီးတွေရှိတဲ့စကားလုံးတွေကိုပြောရတယ်ပြောတဲ့အခါမှာ तू ကကြုံကြုံမှဖြစ်သေးတဲ့အတွက် तू ပြောတဲ့စကားကလေရတော့ပိုကြီးလို့ဖြစ်နေတယ်အော် तू ကဒါက तू အတွက် commitment ဖြစ်သွားပြန်အောင်အဲ့ဒီနောက်ကို तू ကြည်အောင်လိုက်ရမယ်ဆိုတော့ကြည်အောင် လိုက်ရင်းလိုက်ရင်းနဲ့သူကထက်ထက်ပြီးတော့သူ့ကိုယ်သူ challenge လုပ်သွားတယ်လို့ပဲပြောရမှာဘာပဲပြောဟိုလုပ်နိုင်ခွင့်ရှိလို့လုပ်တာပေါ့လေအကိုချစ်ကျူးပါတယ်ဒါဒီ sports ရဲ့လက်ရှိ brightest star တွေတဲကတအုပ်လည်းဖြစ်နေပြီတကယ်ဟို UFC ရဲ့ဘာလို့ MMA ရဲ့တကယ် elite status ကိုပိုင်ဆိုင်တဲ့အဆင့်ကိုလည်းရောက်နေပြီဆိုတော့အခုကတော့ဟိုပြောလို့လည်းကောင်းသွားပြီပေါ့ညီလေးကဟုတ်ကဲ့ဟိုဒီကျွန်တော်ပွဲလေးကိုလည်းပေါ့နော်တူပေမဲ့လည်းဟိုလေးလေးတာ၃တက် ပေးပါအောင်ခင်ဗျာဒီထိုပူရီယာအနေနဲ့တကယ် elite fighter တွေတကယ်ဒီသူ Volkanovski ကိုသူဒါဖြိုလဲခဲ့တယ် Max Holloway ဖြိုလဲခဲ့တယ်အခုလည်း Charles Oliveira တကယ် UFC ရဲ့ခဏဝင်အဆင့်ကစားသမားတွေကိုသူတောက်လျှောက်အနိုင်ယူခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ဒီပွဲမှာတော့သူဘယ်လိုမျိုးလွယ်လွယ်ကူကူနဲ့အနိုင်ယူရလို့ပြောရအရာအောင်ဒီဟိုလှုပ်သွားခဲ့တဲ့အပေါ်လေးကိုသုံးသပ်ပြပါအောင်ခင်ဗျာအမှန်တမ်းပြောရင်အခုဒီ Max Sharp ကို အရန်ထိုးကျင်နေတဲ့သူတယောက်အတွက်ဒီဒါကိုအမနာတမ်းပြောတော့မှာနော်ပွဲကြုံတော့ကတော့ပြောရအားတော့ကောင်းတယ်အခုဒါဒါဟိုအဲ့ချိန်တည်းကလည်းပြောကျင်တာပါမခါရှက်ကိုအရန်ထိုးကျင်နေတယ်တခြားသူတွေနိုင်ခဲ့တာတွေထားလိုက်လက်ရှိ MMA မှာအကောင်းဆုံးလို့ပြောလို့ရတယ်ကစားသမားကိုအသေးအတန်အယူမထိုးကျင်တဲ့သူတယောက်ရဲ့မျက်လုံးထဲမှာ Sharks ကဘာမှမဟုတ်ဘူး but Sharks ဟာစာလမှုညော့သွားတဲ့ကစားသမားဆိုလည်းသူသိတယ် ဆိုတော့ shaft လို့ကစားသမားမျိုးနဲ့ထိုးရတာဘယ်လောက်တန်တယ်လဲဆိုတာလည်းသူသိတယ်။ဘာကြောင့်လဲဆိုတော့ risk နဲ့တယ် reward များတယ်။ဆလာမှု hanger နဲ့နေပြီးပြီးတော့ physical အရာလဲ physical shape ဟာ body ကိုမပြောဘဲနဲ့အခုဒီ cardio ဘိုင်းပြောမယ်ဆိုရင်အကောင်းဆုံးနေထားမှာမရှိတော့ဘူး။ဒါပေမဲ့နိုင်ရင်တက်လာမဲ့ပုံရိပ်ကကျတော့အကြီးကြီးပဲ။ topuria အများကြီးပြင်ဆင်ထားတာပေါ့။ဆိုတော့အားကြောင့်အခုဒီ volcanoski တို့ ဒီဘယ်လိုခေါ်မလဲ Max Holloway လို့နဲ့ပွဲတွေကသူ့နဲ့ပိုလဲခတ်တယ်ပိုလဲကြက်တယ်ဒါပေမဲ့ Max Holloway ဟာဟိုတဒန်းကြီးလေဟာတဒန်းထိုးတဲ့အပိုင်းမှာအကိုကအခု Max Holloway ရဲ့ဒီ parameter သူ့ရဲ့တိုက်ခိုက်ရေးပညာကိုအကိုက short step ကိုကြိုက်ပေမဲ့ image ကကြတော့ဒီ UFC ကိုကျွမ်းကျင်တဲ့အတိုင်းအဝိုင်းကသာဒီ Holloway ကိုပိုကြိုက်တာ တော်တော်အပေါ်ရံပဲဒီဘယ်လိုခေါ်မလဲမြင်းတစ်ပြေးမြင်တဲ့သူတွေအတွက်ကြတော့ Shark Olivera ကပို့ပြီးတော့ image ကြီးသေးတယ်။အဆိုရဲ့အခါကျတော့ဒီအော်ဒီ Halloween တို့ Vakanovski တို့တို့ကစားသမားတွေထက်ဒီ Shark ကိုနိုင်တာကသူ့အတွက်ပို့ပြီးတော့အမြတ်အဆုံးကြီးတယ်။နောက်တစ်ခုကဒီ weight down ကိုတက်လာပြီးတော့ထိုးရတဲ့အခါမှာဒီလိုကစားသမားမျိုးကိုထိုးရတာသူ့အတွက်အရာရာကဟို banking line လို့ပြင်တယ်။အော်သူအများကြီးလက်ပြင်ဆင်ထားလိမ့်မယ်။အော်သူ့မှာ confidence နဲ့ဒီဘယ်လိုခေါ်မလဲ ယုံကြည်မှုပေါ့ကွာယုံကြည်မှုကလည်းအပြစ်ရှိတယ်ဆိုတာက Volkanovski ကိုနိုင်ထားတာလေညီလေးနဲ့အစ်စ်မမဟုတ်တာကဲ Holloway ကိုနိုင်ထားတာလေအဲ့တော့အဲ့ဒါကြောင့်အကွာဒီဒီပွဲကလေဟို Sharks ကိုလေးစားတမှုနဲ့သာပြောပေမဲ့အကွာ Joshua ကိုစိတ်ပူတာဒီ Toporia ကတော့နိုင်သွားမှာပဲဆိုတာထင်ပြီးသားတော့တကယ်လည်းနိုင်သွားတယ်ပေါ့ဟုတ်ကဲ့ကို အာဒီဒီပွဲအပီးပေါ့နော်ဒီပက်တီပင်ဘလက်ကိုအစင်မဟုတ်ခေါ်ထင်လိုက်တာတော့တွေ့တယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်ကတော့ပက်တီပင်ဘလက်ကကျွန်တော်ဘောင်းနည်းနည်းဘောင်းထဲမှာနှိမ့်နှိမ့်ထားခြင်းတယ်ကစားသမားအနေနဲ့မြင်တယ်ပေါ့နော်တကယ်တော့ဒီဒီ light weight ထဲမှာလည်းတကယ်ဆာရူကီယန်တို့လိုခြေပွင့်နေရှိတယ်ပြီးတော့ဒီသူ့ရဲ့ရွယ်ချက်ကလည်းဒီမခါရှက်ဖ်ဒီကိုသွားခြင်းတဲ့ပုံစံမှာရှိတယ်ပေါ့နော်အဲ့တော့ထိုပူရီယာဒီပွဲကိုနိုင် လိုက်ပြီးဒီသူ့ရဲ့အနာဂတ်နဲ့သူ့ရဲ့ plan ကဘယ်လိုပုံစံမျိုးဖြစ်မလဲလက်ရှိအနည်းဆက်ဆုံးပွဲအနေနဲ့ဘယ်ပွဲတွေကသူ့အတွက်ဖြစ်လာနိုင်ဖို့များမထင်လဲအခုအခုဒီပတ်ဒီနဲ့ကကြတော့ဒင်နာကအနောက်ကိုနည်းနည်းလေးပြန်ဆုတ်လိုက်တာပေါ့နော်နောက်ဆုတ်ပြီးတော့ဟိုပတ်ဒီကအခုအမြင်ပြောရရင်နော်ဒါညီလေးလည်းသဘောတူညီမတူမယ်အကောင်လုံးလည်းသဘောတူညီမတူမယ်ပတ်ဒီကနည်းနည်းရမ်းတယ်ကွာကစားတာဟုတ်ကော ကစားတာနည်းနည်းရမ်းတယ်မတက်ရဘူးဟုတ်ပါဟိုကျမ်းတာတော့ကျမ်းတယ်ဒါပေမဲ့မတက်ရဘူးဆိုတော့အဲ့ဒီတိုဘိုရီယားလိုကစားသမားမျိုးကပညာတည်ထက်စာရင်အဲ့လိုအရန်ကောင်တဲ့ပြီးတွေးလိုက်တဲ့သဘောမျိုးလိုလည်းအခုတော့ပြောလို့ရတယ်ဟုတ်ပါတိလာတကယ်တကယ်ဝိုင်းတဲ့အိတ်ချင်းကြီးနဲ့ပြုတ်ကျရင်လည်းကြောက်ပါဆိုတော့နောက်တစ်ခုကသူ့ကိုဒီတန်းမှာဟိုအပေါ်တန်းမတင်သေးခြင်းတဲ့အတွက်ပြောမယ်ဆိုရင်နည်းနည်းလေးလေးဟိုနေရာကိုမေးထားခြင်းသေးတယ်မိန်ထားခြင်းသေးတဲ့အတွက်ဟိုဒီ battery pamphlet နဲ့ ဟိုတယ်လို့ပြောလို့ရတယ်ဒါလက်ရှိသူ့ရဲ့ပုံရဲ့အရာကကြတော့ဟိုမကတ်ရှပ်ကတော့ထားပါဟိုမကတ်ရှပ်ကသူနောက်ထပ်ရှောက်လန်းရမှာအုံးပါပေါ့ဒါပေမဲ့တခြားတယ်စရာကြီးတော့ရှိတယ်အဲ့ဒီကစားသမားတွေထက်ဒီ pin black နဲ့တယ်ပြီးလိုက်တယ်လို့ပဲမြင်တယ်ဆိုတော့ဒါကတော့ဒေနာကဟိုပြောမယ်ဆိုရင်ဒေနာရဲ့ပွဲစီစဉ်ပုံဆိုတာကဥပမာဒီ WBO တို့ IBF တို့လို့တဝိအဖွဲ့အစည်းတွေကနေပြီးတော့ဟိုကြီးမှုမှုအောက်မှာတကယ်ဒီ promoter ကြီးတွေတကယ် Wayne Bot Aram တို့ လို့ဆရာကြီးတွေကနေပြီးတော့ဟိုညှိနှိုင်းပြီးတော့ဘုံဆိုဖြစ်လာတာမဟုတ်ဘူးဒါဟုတ်ဒင်နာဝိုက်ခေါင်းတစ်လုံးတည်းနဲ့ရှင်းပြရအလုံးအကုန်လုံးနေတာလေဆိုတော့သူမှာ emotion တွေလည်းရှိတယ်လူတွေကိုဘလို့ဖမ်းဆောင်မလဲဆိုတာလည်းသိတယ်တံပိုးကိုဝုန်းဆိုတက်သွားရင်လည်းခဏလေးပြန်မေးထားပြီးတော့မှကောက်ပြီးတော့ထတင်လိုက်တာလည်းရှိတယ်ဆိုတော့နောက်တစ်ချက်ကဟိုလော်လော်ပြောရရင်အခုဒီသူတက်လာတဲ့ weight တန်းမှာနိုင်ပွဲနှစ်ပွဲရောက်တော့ဒီဆောက်လည်းပြောအာဂသနီတစ်ခုမှာအရင်အရေးကြီးတဲ့အချက်ဒါက ဟိုဒီပွဲကချင်းမင်းပြောရမှာပွဲအကြောင်းပြောမှာနည်းနည်းလေးတော့နဲမှာဘူးကိုကကျွန်တော်ပြောချင်တာအာသာနီတခုကဘာတိဖြစ်လာဖို့ဆိုတာကနိုင်ဘွဲဆက်တဲ့သူလို့လိုအပ်တယ်မင်းနိုင်ဘွဲဆက်တဲ့သူရဲ့ကောင်တယောက်ပေါ်လာရင်အဲ့အာသာနီဟာကဘာတိအာသာနီဖြစ်ဖို့ဖြက်လန်းနေပဲအဲ့ဒါဆိုတော့အခုဆိုရင်အကိုတို့ကဒီ boxing ကြီးမှာပေါ့နော် boxing မှာပေါ့ boxing မှာအခုဒီဆွဲဆောင်မှုရှိတဲ့ကစားသမားတွေနည်းနည်းအခုဟို Tyson Fury တို့ဟလား ပြီးတော့ဂျော့ဂျော့ရှုအန်တိုနီဂျော့ရှုအာအစားရှိသဖြင့်ပေါ့ဒါသူတို့တွေရဲ့ဟို image ကတကယ်တော့အရင်ကြီးတာမဟုတ်ပတ်စံတဲ့အများကြီးရနေတာမိုက်တန်ဆန်လို့ကစားသမားမျိုးပေါ်မှာ heavy weight ကတကမာလုံးကြိုက်တဲ့ဟိုဟိုဟာဖြစ်တာကစားနည်းဖြစ်တာအဲ့လိုပဲဒီမဟာမတ်အလီပေါ်မှာဟဲ့ဒီ low weight ဟာကဘာတိဖြစ်တာ Roger Federer ကမပေါ်ခဲ့ဘူးဆိုရင်နဒါလ်တို့ဒီ Djokovic တို့ အတွက်လည်းအခွင့်အရေးကနည်းနည်းလေးမေးမိန်တယ်ဒီ post တစ်ခုလုံးကအဲ့လိုသူရဲကောင်းကြီးတယောက်ကရင်မြင့်ပြီးတော့ကြာတက်အောင်လုပ်နိုင်တော့မှဒီအာရဗာနီအထိုးထွက်လာဆိုတော့အဲ့လိုနိုင်ပွဲဆက်တဲ့ကစားသမားတွေလည်းအာရဗာနီတစ်ခုအတွက်လိုတယ်အခါဘစ်လိုကစားသမားမျိုးဂျွန်ဂျုံးစ်လိုကစားသမားမျိုးတွေကဒါကြောင့်ဂျွန်ဂျုံးစ်ကဒီအာရဗာနီကိုအများကြီးစွန့်တင်ပေးသွားဆိုတာဒါကြောင့်လည်းပါတယ်ဆိုတော့ထားပါတော့ထိုပိုရီးယားကအဲ့လမ်းကိုအခုလက်ရှိသူရှောက်အောင်လုပ်လို့ရတဲ့သူဖြစ်နေတယ်ဒါကြီးလည်းပါတယ်ဆိုတော့ဟိုဒေနာဝိုက်ရဲ့ယုံငန်းမှာဒေနာဒီဆာမူရိုင်း အသုံးအဆောင်တွေတိုက်ခိုက်ရေးလုံးဝဒီကိုတို့နားလည်နေတဲ့ executive level ဒီသူရဲ့ဥမာ premier league ဒီ ceo ရဲ့ဟာလား la liga ceo ရဲ့ဒါမှမဟုတ်ဒီ atp ceo ရဲ့ဟာလားအဲ့အဲ့လို ceo မျိုးမဟုတ်ဘူးတကယ်ဟိုလူငယ်ဆန်ဆန်နဲ့တကယ်ဟိုတိုက်ခိုက်ရေးနဲ့ပတ်သက်တဲ့အဲ့အဲ့အဲ့လိုမျိုးတပတ်ကိုပြောမှာဆိုရွှေရွှေလေးခကြီးနန်းနန်းဒေါ်လာနှစ်သန်းနဲ့ရွှေလေးခကြီးအပတ်တိုင်းထွက်တယ်ဟုတ်ဟုတ်တင်တော့ ဆိုတော့ဟိုအဲ့လိုလူမျိုးတယောက်ကနေပြီးတော့ဟိုတွေးနေတဲ့အတွေးတွေကအကိုတော့နည်းနည်းတော့ခက်မှန်းခက်ပေမဲ့အကိုတော့လိုက်ပြီးတော့စဉ်းစားကြည့်လိုက်ရင်တော့ဟောဒါလုံးနေတာဘာလားဒါလုံးနေတာဟုတ်လားဆိုတော့တိုပရီးယားကလေဒီတင်နာဝိုက်အတွက်နောက်ထပ်သူသူ့အင်ပါယာကြီးကိုချဲ့ထွင်ဖို့လက်နက်ကောင်တစ်ခုပဲဂျော့ချွာဗန်လည်းပါလာပြီတိုပရီးယားပါလာရှေ့မှာတော့မခါရှက်တို့ရှိပြီးသားပေါ့ဟုတ်ကဲ့ပေါ့ဟုတ်ကောပြီးတော့လေဒီ ဒီပွဲအပြီးမှာထုတ်ပြရပြောသွားပါတော့ဒီ तू မကြခဏလည်း तू ပြောတယ်ပေါ့သူကသူဒါခက်သက်ခက်သက် MMA ဥဆောင်မဲ့ကစားသမားဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး तू ပြောတယ်ပြီးတော့ဒီပွဲမတိုင်ခင်မှာကျွန်တော် TND Sports ရဲ့ဒီတုံးသက်တဲ့အစီအစဉ်မှာဒီ Transpin ရဲ့ပုံမှန် तू ရှင်းပြနေကြပါတော့နော် Transpin ကဒီ Topuria ထိုးတဲ့ပုံစံပေါ့နော် Topuria ထိုးတဲ့ပုံစံက boxing ကိုအခြေခံထားပြီးမဲ့ boxing နဲ့အများကြီးကွဲထွက်တယ်ပြီးတော့အရန်ကိုဒါစမ်းသစ်ပြီးတော့ဒီလိုပုံစံတွေက ခက်သက်ဖြစ်လာမယ်ဆိုပြီးတော့သူသုံးသက်တာမျိုးကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီထူပူရီယာရဲ့သူသူ့ကိုယ်သူပညာမောင်းခတ်လိုက်တာဟောပြီးတော့ဒီတခြားသောပညာရှင်တွေရဲ့ဒီသုံးသက်မှုတွေအရာကိုသူတတ်မှတ်နေကြရပေါ့နော်အဲ့တော့ဒီအခြေအနေလို့လည်းကိုသုံးသက်ပြပါအောင်ပေါ့အော်အစီအစဉ်နဲ့အကူနဲ့က MMA 2.0အကြောင်းကတသက်တပုတ်လောက်တာပေါ့လေဒီရပ်ပိုင်းအတွင်းပေါ့ဟောဒီဟာတွေကအဲ့အမှအခုလိုအကျယ်ပြောရမှာပေါ့အခုဒီမှာပြောလိုက်ရင်လေဟိုဘာဘာဖြစ်သွားမလဲဆိုတော့ဟိုတူနှက်နှက်လေးဖြစ်သွားမယ်ဒီမှာဒါပေမဲ့အခုပြောတော့ပြောမယ် အကြံပြင်းအပြင်ပြောရရင်ဟို2022-23လောက်မှာစပြီးတော့ဒီအတန်တွေကဟိုစပြီးတော့ထွက်လာတယ် MMA နဲ့ပတ်သက်ရင်ရှင်းပြောရင် MMA တမားဆိုရင်အခုလူတွေကနှစ်ပိုင်းခွဲလိုက်တယ် stand fight တမားနဲ့ ground fight တမား stand fight တမားနဲ့ ground fight တမားဝင်လာတဲ့ကစားသမားတူက stand fight ကိုသွားတယ် ground fight ကိုသွားတယ် stand fight ကိုသွားတယ် ground fight ကိုသွားတယ်ဆိုတော့ mix လုပ်ပြီးတော့ကစားနိုင်တာကတော့ဟိုလိုလိုပြောရင် jones ပေါ့ဒါပေမဲ့ဒီကစားသမားတူတွေကတော့ ဒီဘယ်လိုကောင်းမလဲဆိုတော့ philosophy တစ်ခုလုံးကိုကိုစားပြုဖို့အတွက်ခတ်သေးတယ်။ဒါပေမဲ့2022 23လောက်မှာစပြီးတော့ဝင်လာတဲ့သူတွေဟာမင်းဘာလို့ရမှာလဲအကုန်လုံးတယ်ဆိုတဲ့ထိုက်ဘူး။အဲ့မှာ Joshua Van ဒီ Toporia တို့လိုကစားသမားတွေကအခုတော့အဲ့ညမှာကျွန်တော် Tom Aspinall ကိုတော့မှစိတ်မထည့်ခြင်းဒါပေမဲ့ထားပါလို့သူ့လည်းထည့်မယ်ဆိုထည့်လို့ရတယ်။သူတို့ရဲ့ position ဟာ crucifix ဖြစ်တယ်။သူတို့ရဲ့ဟို grappling ဟာ grappling game ကအဆင်မြင့်တယ်။ဒါပေမဲ့သူတို့ရဲ့ stand fight ဟာလည်းပြုတ်ကျသွားမယ်တုံတုံ ဆိုတဲ့ဟာမျိုးဆိုတော့အအများကြီးပဲသူတို့က lag log လောက်အောင်လာအ renex ချုပ်လောက်အောင်လာဒါမှမဟုတ်ဟိုဟိုဘလော့ခ်အောင်လဲဆိုတော့ဟို server ချင်းမရှင်ထိုးမလားကြိုက်တာလုံနိုင်နေဆိုတဲ့ပုံစံမျိုးပဲကိုအခုဒီခစ်တစ်ကစားသမားတွေကတွာလာပြီအဲ့တော့အဲ့လိုတွာလာဖို့အတွက် Toporia ကဟိုသူ့ကိုသူသူကဟိုဥဆောင်တယ်လို့တော့သူမပြောပါဘူးเนาะညီလေးဒါကတော့ဟိုစကလုံးပေါ်မှာစကလုံးကနည်းနည်းလေးဟိုဖြစ်တဲ့အခါကျတော့ तू ကဒီခစ်တစ် ဒီ MMA ကိုကိုစားပြုတဲ့သူအဖြစ်သူကပြောတာပေါ့နော်ကိုစားပြုတယ်ပေါ့အဲ့တော့ကိုစားပြုတဲ့သူဆိုတော့ဒါဟိုတနည်းအားဖြင့်တော့အတူတူပါပဲသို့တော်စကလုံးကဟိုရှင်းအောင်ပြောရရင်သူကဒီဟာကငါဥဆောင်မယ်လို့ပြောတာပေါ့ဒီဟာကိုဒီအရာကိုငါကိုစားပြုနေတယ်ဆိုတဲ့ဟာကိုပြောတဲ့အခါကျတော့ဟုတ်တယ်အဲ့လိုတကယ်လည်းဖြစ်တယ်နောက်တစ်ခု Tom Aspinall အကြောင်းဒါကျုံးလို့ပြောရရင် Tom Aspinall ဟာမညာတန်းအာမနာတန်းသူစိတ်ထဲရှိတာကိုပြောတတ်တဲ့ဇာတ်လေးကိုအဖို့အရန်ကြိုက်တယ်။နောက်တော့အစင်နာကချီးကျူးရင် သူ့စိတ်ထဲမှာတကယ်ချီးကျူးထိုက်လို့ချီးကျူးတာတော့ဒေါ်ပူရီယာကဟိုလေယာလဲတပိုင်းပေါ့တချို့လည်းမုန်းကြတယ်ကွာတဲ့လားဒါပေမဲ့မှန်တယ် तू ကအခုအခုပြောသလိုသူ့ကိုသူ challenge လုပ်တာပဲ commitment နေဟိုစကားတွေကိုအခြေအချင်းအကျိုးပြောပြီးတော့နောက်ကနေလူကအဲ့ဒီဟာကိုလိုက်ပြီးစက်သေးပြားတယ်လို့လုံနေတဲ့သူဖြစ်တဲ့အတွက်ဆိုတော့အဲ့တော့အချုပ်နေမေးတာကိုပြန်ပြောရရင် MMA 2.0ကအခုတက်တက်တဖို့လုံမယ်ပေါ့နော်အဲ့ဒီကြတော့ဒီဒေါ်ပူရီယာဒီ Joshua Van တို့အပါဝင် MMA 2.0ကဘလို့သဘောတော်ကရှိတယ်လဲ အဲဘလို့ကစားသမားတွေလဲသူတို့ရဲ့ ideology ကပါလေသူတို့လေ့ကျင့်တဲ့အခါမှာဘာတွေဆိုတော့အပိုင်းတွေဝင်တယ်အဲ့ဒီအပိုင်းတွေအခုတော့နောက်တစ်ခုကအခု mental ဘိုင်းလဲပါတယ်ဗောနော် mental ဘိုင်းလဲပါ mental resilience အပိုင်းတွေရောအများကြီးပေါ့ mental ကတော့အကုန်လုံးလဲရှိကြမှာပါဒါပေမဲ့နောက်တစ်ခုကအကျယ်ပြောတာဗောဟုတ်ကဲ့ဗောဒါအခုဒီအခုအခု topic နဲ့ပတ်သက်ပြီးတော့အခုထပ်ပြီးတော့ဒါပြောချင်တာရှင်လဲကျွန်တော်ပြောပြပါခင်ဗျာတော်ဘိုရီယာကိုချီးကျူးပါတယ်ဒီပွဲမှာလဲဒါပေမဲ့ဟို ကျောရွာကန်နဲ့ရှင်လိုက်ထိုးပရိယကိုတိတ်မချီကျူးကျင်ဘူးပြိုင်ဘက်ကြောင့်ပေါ့နော်ပြိုင်ဘက်က shaft ကအကိုတော်တော်ကြိုက်ပါတယ် shaft တကယ်ကြိုက်ခဲ့ဘူးတယ်ပေါ့နော်သို့တော့ဟိုသူ့ရဲ့အကောင်းဆုံး shape မှာမဟုတ်တော့တဲ့အတွက်ထိုးပရိယအတွက်ဒါကဟိုဟိုဘယ်လိုပြောမလဲဆိုတော့ dinner ရဲ့ strategy လို့တောင်ပြောလို့ရတယ်အဲ့ဒီဟာကမှထိုးပရိယရဲ့တကယ် strategic game plan နဲ့ပေါင်းစပ်တဲ့အခါကျတော့သူ့ရဲ့ဟိုဟိုအရင် shaft ဖြစ်တဲ့ movement လေးနောက်သူအလုပ်ပြန်ယုံထွက်သွားတာလေသူ game ကိုအပြီးတတ်တာလေး သူပြတာသွားတာကတကယ်ဟို defensive grappling ကိုလည်းသူအကောင်းကောင်း demonstrate လုပ်ပြသွားတယ်။အဲ့လိုပဲ effective ဖြစ်တဲ့ positioning ကိုလည်းသူပြသွားတယ်။ပြီးတော့ powerful ဖြစ်တဲ့ strike ကိုလည်းပြသွားတယ်။အဲ့ဒီအတွက်အကူကကြီးကျူးတယ်ပေါ့။ဟုတ်ကဲ့ဟုတ်ဒါအခုလိုမျိုးအသေးစိတ်ဆွေးနွေးပေးခဲ့တဲ့အတွက်အကူကိုအထူးပဲကျေးဇူးတင်ပါတယ်။ပြည်သက်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုချင်တဲ့အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်။အဲဒီနောက်ပိုင်းမှာလည်းကျွန်တော်ခုနကခုနကပြောခဲ့တဲ့ USC 2.0အကြောင်းကို ဒီ MMA 2.0အကြောင်းကိုကျွန်တော်တို့ဆက်ပြီးတော့တင်ဆက်ပေးသွားဖို့ရှိပါတယ်။အဲဒီအဲ့ဒါကိုလည်းကျွန်တော်တို့ဆက်လက်ဆောင်ပြီးအားပေးကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။